ဒါဟာသိအရေးကြီးတယ်ဝိဝါဒဆိုတာဝိရုဒ္ဓောဝါဒောဝိဝါဒောလို့ဆိုတဲ့အတိုင်းစကားပြောရင်ဆန့်ကျင်ဘက်တည်းပြောကြတူနဲ့တူအစိမကတ်ဘူးမညီညွတ်ဘူးတူကဒါပြောရင်နောက်တူကတမျိုးပြောတယ်အဲ့ဒါလို့လူမျိုးချင်းချင်းတိုင်းပြည်မှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းဟာတူရဲ့ စိတ်သဘောထားနဲ့သူရဲ့စိတ်သဘောထားဟာမတိုက်ဆိုင်မဲနဲ့ကွဲပြဲနေမယ်ဆိုရင်အဲ့ဒီနိုင်ငံအဲ့ဒီတိုင်းပြည်ဟာကြီးပွားဖို့ဆိုတာဘယ်လိုမှမျှော်လင့်စရာမရှိဘူးသူဆိုတာပေါ့ကြီးပွားတိုးတက်မှုဖြစ်နိုင်မှုစုစည်းနိုင်မှသာကြီးပွားတိုးတက်မှုဖြစ်နိုင်တယ်ဝိဝါဒလို့ခေါ်တဲ့စံကျင်မဲ့စကားတွေပြောပြီးတော့အချင်းချင်းအချင်းများနေမယ်အငင်းပွားနေမယ်ဆိုရင်ဒီနိုင်ငံရဲ့ ဒီတိုင်းပြည်ဒီလူမျိုးတွေရဲ့နောင်ရေးဟာဘယ်တော့မှလမ်းလာမှာမဟုတ်ဘူးပြီနော်ပြုတ်ခွဲပြက်စီးဖို့ဥတီပြီးတော့နေတယ်ဒီလိုပဲဖြစ်သွားမှာပဲအခုချိန်ကနေပြီးတော့ကြိုတင်ပြောလို့ရဒီကနေ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်လေညီညွတ်ရင်မြန်မာနိုင်ငံအလားလာကောင်းလိမ့်မယ်မညီညွတ်ဘူးဆိုရင်နိုင်ငံအလားလာမကောင်းဘူးလို့ပဲဒီလိုပဲတွေ့ရတယ် ဒါပါလို့ပြောတာတုံးဆိုတန်နိုင်ငံရေးစကားမဟုတ်ဘူး။ရသော်ဘုရားခင်ကိုရောမြတ်ဟောတဲ့တရားကိုဟောဖို့ပြောတယ်နော်။ရသော်ဘုရားလည်းဒီတိုင်းဟောတယ်။ကြည်ဘုရားကဘလို့ဟောခဲ့တယ်။ဝိဝါဒံဘယတော်ထိတ်တော်အဝိဝါဒင်းစခေမတုံသမက္ခသခိလဟောထဧတာဗုဒ္ဓ ानु တသတိ။တိုင်းပြည်နဲ့လူမျိုးကြီးပွားတိုးတက်ခြင်းနဲ့ သမက်ခသခိလဟောတာဒုနဲ့တူမရင်ဆေရင်လို့အတူတကွစုစုစည်းစည်းနဲ့လောကညာနေထိုင်ညာခေါင်းဆောင်ကရှေးကသွားနေ နောက်ကလူတွေကကပ်ဖက်မလို့ရသူခေါင်းဆောင်လုံးတဲ့လို့ရမှန်မှန်မှန်ပဲကြည့်ရမယ်မှန်နေဆိုရင်နောက်ကနေကြရဒီလိုဆိုလိုတာပေါ့အေးကိုခေါင်းဆောင်မလို့ရလို့ မင်းသားကြီးမလို့ရလို့ပမ္မကြီးကိုထိုးပေါက်တယ်ဆိုတာတော့မဖြစ်တတ်ဘူးဟောမဖြစ်တတ်ဘူးအလုံးဟာညီညွတ်ဘယ်သူပဲရှိကသွားသွားတိုင်းပြည်လူမျိုးကြီးပွားဖို့အတွက်ဘယ်သူပဲဥဆောင်ဥဆောင်သူဥဆောင်နေမှုမှန်ကန်တယ်ဆိုရင်နောက်လိုက်ကောင်းဖြစ်အောင်လုပ်ကြရအောင်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်ဘယ်အဖွဲ့အစည်းဘယ်နိုင်ငံဘယ်လူမျိုးမှမကြီးပွားနိုင်ဘူးကြီးပွားဖို့ဒါသိကြတယ်ဟောသိကြတယ် စည်းပွားခြင်းရင်ဘာလို့อ่ะသမက်ကနာမက်ခီညင်ညွတ်တဲ့စိတ်ဓာတ်ရှိရသမန်အစတိအလုတ်တူလို့อ่ะစုစည်းညင်ညွတ်တဲ့လုပ်ငန်းမျိုးတွေကိုလို့อ่ะဒါဟုမြတ်စွာဘုရားဟောတာသမက်ကစုစုစည်းစည်းဖြစ်ကြဖို့တခိလမိရင်ဆွေချာတွေဖြစ်ကြဖို့သမက်ကတခိလဟောထားတာ စုစည်းညီညွတ်ကြရမယ်မိကောင်းဆွေကောင်းတွေဖြစ်ကြရမယ်မိဆွေရင်းချဖြစ်ကြရမယ်ဣတံဗုဒ္ဓနုတ္တတိတဲ့ဒါဟာရသော်ဘုရားရဲ့အဆုံးမပဲဘုရားဘာသာကိုကိုးကွယ်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူကြတဲ့ဘုရားဘာသာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကလူတွေဘုရားရဲ့အဆုံးအမတွေကိုမေ့မထားတဲ့မူဘုရားရဲ့အဆုံးအမကိုဥထိတ်တာ ဆိုတော့ဆိုတာပဲယရဏသုံးပါဥထိတ်ထားလျက်လို့ဆိုဥထိတ်ထားပြီးတော့မေ့ထားရင်မဖြစ်ဘူးဥထိတ်ပေါ်ထားပြီးတော့တော်ကြကြကွဲကုန်တော့နော်အဲ့ဒါလို့ဥထိတ်ထားပြီးတော့ဥထိတ်ထားတယ်ဆိုတာအလေးမြတ်ထားရင်နဲ့နှလုံးထဲမှာအစင်ထားပြီးကျင့်သုံးတာကိုဆိုလို့ဟုတ်ကဲ့ရင်နဲ့နှလုံးထဲမှာကျင့်သုံးတာကိုဆိုလို့တယ်ပေါ့အဲ့ဒီမှာ ဝိဝါဒံဘယတော်ထိတဝါဝိဝါဒလို့ဆိုရက်ဆန့်ကျင်မဲ့စကားတွေကို ပြောဆိုမှုအငင်းပွားမှုဆိုတာတွေကိုဘယတော်ထိတဝါကြောက်စရာအချိန်နေဇိုးကြီးတစ်ခုအဖြစ်ရှုမြင်ဖို့လိုအပ်တယ်။နော်တုံးနဲ့တူဆန့်ကျင်မဲ့တွေပြောကြတယ်တုံးနဲ့တူဟုတ် အပေးမှုမရှိဘူးဟုတ်တာရောမဟုတ်တာရောညီညွတ်မှုမရှိကြဘူးကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်မပြောဘူးကောင်းကောင်းမကောင်းကောင်းကိုလုပ်တဲ့လုံမဟုတ်လို့ရှင်မထောက်ခံဘူးကြည့်ကိုပါတီကမဟုတ်ရင်မထောက်ခံဘူးကိုလူမဟုတ်ရင်မထောက်ခံဘူးဆိုတော့ဒီလိုစိတ်ဓာတ်တွေရှိနေလို့ရှင်အန္တရာယ်ကြီးပဲလို့သူတို့ပြောတာနော်ဝိဝါဒဆိုတာဝိရုဒ္ဓဆန့်ကျင်တဲ့ဝါဒပြောဆိုမှုတွေ စန့်ကျင်တဲ့ပြောဆိုမှုတွေရှိနေသည်မကလပ်ပလုံးအန္တရာယ်ကြီးပဲလို့ဒီလိုဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကဒီလိုဟောခဲ့တာဝိဝါဒံဘယတော်ထိတ်တော်ဒါကြောင့်မို့မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအငင်းပွားမှုစန့်ကျင်မဲ့ပြောဆိုမှုတူတူမနာလိုမှုဆိုတာတွေအဲ့ဒါမျိုးတွေကို တိုင်းပြည်ပြည့်ချင်းရဲ့အကြောင်းလူမျိုးတွေဆွေပြပြချင်းရဲ့အကြောင်းဘေးရန်အန္တရာယ်ကြီးတစ်ခုဖြစ်ရှုမြင်ကြရမှာဖြစ်တယ်။အဝိဝါဒင်းစခေမတော်အဝိဝါဒလို့ခေါ်တယ်။အငင်းပွားမှုကင်းပြီးတော့ညီညွတ်တယ်စီလုံးတယ်သွေးစည်းတယ်ဆိုတာတွေကတော့ခေမတိုင်းပြည်ဟာငြိမ်းချမ်းသာယာပြီးတိုးတက်နိုင်တယ်။ဒီလိုဆိုတာပေါ့နော်။ ဒါကြောင့်မလို့သမေကနဲ့ဝိဝါဒဒီနှစ်ခုလေးနဲ့ထပ်တာလိုအပ်တယ်ပေါ့သမေကနဲ့ဝိဝါဒရှင်းရှင်းလေးနားလည်ပြီးတော့ဒုဒ္ဒတွေဟာဘယ်လန်းကိုရွေးရမှာလဲလို့ဆိုရင်သမေကလို့ခေါ်တယ်တခုတည်းသောအောက်မှာစုစည်းညီညွတ်ကြဖို့ဒီလိုဆိုလိုတာပေါ့တခုတည်းသောအောက်မှာစုစည်းညီညွတ်ပြီးတော့ အလုံးဆောင်ရွက်လောကညမသာလေတိုင်းပြည်ဟာကြီးပွားမှာလူမျိုးဟာလည်းကြီးပွားမှာပဲဖြစ်တယ်ဟုတ်အဲ့ဒီလိုမဟုတ်ပဲနဲ့ငါတကောကောနေပဲငါပြောတာမှအမှန်ကျန်တာလောက်တိုင်းကောင်းကောင်းမကောင်းကောင်းငါစကားမဟုတ်ရင်အမှားလို့ဒီလိုစိတ်ဓာတ်မျိုးတွေရှိနေတဲ့များကာလပတ်လုံးတော့ဘယ်တော့မှမကြီးပွားဘူးဒါအထင်ရှားမြတ်စွာဘုရားကလည်းဒီလိုပဲဟောထားတာအေး တခါတော့ကမြတ်စွာဘုရားလက်ထက်တော်အခါကလာတော့ပါပဲမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေနေထိုင်တဲ့နေရာကဆွေတွေမျိုးတွေဟာခမီးတော်ဘက်ကဆွေတော်မျိုးတော်ရှိတယ်မေတော်ကြီးဘက်ကဆွေတွေမျိုးတွေရှိတယ်မေတော်ဘက်ကဆွေတွေမျိုးတွေကိုကောလိယလို့ခေါ်တယ်ခမီးတော်ဘက်ကဆွေတွေမျိုးတွေကတာခိယ တန်ကြီးရနဲ့ခေါလိယအဲ့ဒီဒေတာနှစ်ခုကြားမှာရောဟိနီဆိုတဲ့မြစ်တစ်မြစ်ရှိအဲ့ဒီမြစ်ကိုတမန်ပိတ်ပြီးတော့တန်ကြီးရဘက်ကလည်းရေယူတယ်ခေါလိယဘက်ကလည်းရေယူတယ်ဆဲတမန်ဆဲမြောင်းတတမန်လှုပ်ထားပြီးတော့ရေသွင်းပြီးတော့စဘာဆိုင်ကြတယ် မိုးခေါင်နဲ့နှစ်ကြတဲ့အခါကျသောဤနီမြည်ရီတွေကအလွန်နှဲသွားမြည်ရီတွေလွန်နှဲသွားတဲ့အချိန်မှာနှစ်နိုင်ငံနှစ်ဖက်လုံးမြတ်သုံးလို့ဘယ်ဘက်မှစပားဟာအောင်မှာမဟုတ်ဘူးအဲ့တော့တနိုင်ငံတစ်ဖက်သက်အသုံးပြုမှဒီရေဟာလုံလောက်မယ်လို့ဆိုမလုံလောက်ဘူးလို့ဆိုတဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာတယ် အဲ့ဒီလိုအခြေအနေဖြစ်ပေါ်လာတဲ့အခါကျတော့တာဂိယတွေဘက်ကစိုက်ပျိုးရေးသမားတွေက ကောလိယဘက်ကစိုက်ပျိုးရေးသမားတွေကို ပြောတယ်တို့စဘာတွေဟာရေးတရေးတွန်းလိုက်တာနဲ့အောင်မြင်မယ်ဒါကြောင့်မို့ဒီရောဤနေမြင့်ကရေးတို့ပြီးပါတို့ပဲသုံးမယ်အောင်ဆိုတယ်ကောလိယဘက်ကလက်မခံဘူး ကောလိယဘက်ကတောင်းဆိုတော့လည်းပဲအာကိယဘက်ကလက်မခံအဲ့ဒီလိုအပြောဆိုခြင်းဟာကွဲပြားခြားနားပြီးတော့ကိုယ့်အတွက်ပဲစဉ်းစားလာကြတဲ့အခါမှာစကားတွေကကျေပြန့်လာဘယ်လိုတွေဖြစ်လာတော့လို့ဆိုရင်နော်အချင်းများတဲ့အနေအထားမျိုးထိအောင်ရောက်ဆန့်ကျင်မဲ့စကားတွေပြောလာကြဆန့်ကျင်မဲ့ တယောက်နဲ့တယောက်နာကြီးပွဲရာစကားတွေပြောတယ်ကောလီးယားဘက်ကလူတွေကအေးတို့ရေးပေးလိုက်ဆိုတော့တာကိယဘက်ကလူတွေကဗာပြောတော့မင်းတို့စဘာကြီးတွေမင်းတို့အိမ်တွေကိုလာပြီးတော့တို့ကပိုက်ဆံတို့ကင်ပြီးတော့တော့လာပြီးမဝယ်နိုင်ဘူးအဲ့တော့ဒီငါတို့ပေးဆိုတော့ဟိုဘက်ကလည်းလာတူပြောတာ နှစ်နိုင်ငံမလုံလောက်တဲ့အခြေအနေမျိုးရောက်တဲ့အခါကျတော့ရေလူဖို့ဖြစ်ပေါ်လာခဲ့တယ်ပေါ့။တာမန်ရေလူယုံတင်မဟုတ်ဘူးနောက်ပိုင်းမှာစကားတွေက အလွန်ကြုံပြောလာကြတယ်။တာကိယာတွေကလည်းပြောတယ်။ကောလိယာတွေကလည်းပြောတယ်။ကောလိယာတွေကဘလို့ကျင်းွားတော့ဆိုလို့ရှင်။မင်းတို့တာကိယာတွေသိစီမယ်ပေါ့။မင်းတို့ကောင်းနေကိုငါတို့မကြောက်ဘူး။မင်းတို့ကောင်းနေက ကိုနှမအရင်နေနဲ့အိမ်တော်ပြူတာခွေးလို့ကောင်းနေဆိုပြီးတော့အဲ့ဒါလောက်ထိအောင်ပြောလာတယ်ပေါ့နောက်ပိုင်းမှာနော်။တာကိယာတွေကသူကမောင်နှမအရင်အိမ်တော်ပြူတွေရှိကြတာကိုကြည့်ပါလား။ရသော်ဗျာနဲ့ရသောရရာဆိုတာမောင်နှမတဝန်းခွဲပဲရှိသေးတာ။မောင်နှမတွေပဲအိမ်တော်ပြူ။နန္ဒမင်းသားနဲ့ဇနဗရကလျာဏီတို့ဆိုတာမောင်နှမအရင်ပဲဆိုတာအိမ်တော်ပြူ။အဲ့တော့သူတို့ကတိုက်ခိုက်ပြီးတော့ပြောတဲ့အခါကျတော့ အေးမင်းတို့တန်ခိယတွေဟာဘာမှမထူးခွေးတရိစ္ဆာန်တွေလို့နှမအရင်ပြန်ပြီးအိမ်တော်ပြုတဲ့ကောင်တွေလို့ဆိုမင်းတို့ကငါတို့ကမမှုဘူးလို့အချင်းချင်းအလွန်အကျွံပြောလာပြောတဲ့အခါတန်ခိယဘက်ကလည်းပြန်ပြောတယ်မင်းတို့ကောလိယအကောင်တွေကိုလည်းငါတို့ကမမှုဘူးမင်းတို့ကောင်တွေကအနူးတွေဘာဖြစ်လို့တမိုင်းချောင်းကိုပြောကြတာဒါတွေကနော် ကောလိယကတန်ကိယတဲ့ကမင်းသမီးကြီးတူကအေးပြားယောဂဖြစ်လို့ကလောပင်ကြီးရဲ့တခေါင်းထဲမှာထည့်ထားအဲ့ဒီအချိန်မှာတောထဲမှာပို့ထားတယ်ပေါ့လေတောထဲမှာပို့ထားတော့ဗာရဏတိဘယင်ကြီးကလည်းပဲအေးပြားယောဂဖြစ်လို့အဲ့တောထဲမှာရောက်နေတာကလောကောင်းထဲမှာနေကလောကောက်တွေစားရင်းကနေပြီးဗာရဏတိဘယင်ကြီးကအေးပြားယောဂပျောက်သွားတော့ တာကိယမင်းသမီးကြီး ਨੇ နောက်ဆုံးမှအကြောင်းပါသွားတယ်သူတို့ကောရိယာအနွယ်ကိုတီထောင်တဲ့အစအဦးဆုံးဘရင်နဲ့မိဖုရားဟာအရေးပြားရောကရှိတယ်အဲ့ဒါကိုအစွဲပြုတ်ပြီးတော့ပြောတာဟာမင်းတို့လူကုဋ္ဌယောဂသမားတွေငါတို့ကမမှုဘူးလို့သူတို့ပြောတာခရုမဆိုင်ဘူးနဲ့ဆိုပြီး အလွန်ကျွနေပြောရတာကနောက်ဆုံးမှဘာဖြစ်တယ်ဆိုရင်တာကိယနဲ့ကောလိယစစ်တိုက်မဲ့အနေထားထီအောင်စစ်တည်ပြင်ပြီးတော့ခိုးပဲစစ်တက်ဒီပဲစစ်တက်ရင်ဆိုင်ပြီးတော့ပြစ်ခတ်ကြတော့မဲ့အခြေအနေမျိုးထီအောင်တင်းမာလာအဲ့ဒါကိုပြောတာဝိဝါဒဆိုတာချင်းညီညီကြီးွက်ပြတယ်ကောလိယဆိုတာတခြားမဟုတ်ဘူးမေရောမာယာရဲ့အမျိုးတွေရသဗျာကဘက်ကကြည့်မယ်ဆိုရင်မေရောအမျိုးတွေ တာဂိယဆိုတာတခြားမဟုတ်ဘူးတုတ်တော်ရဏမင်းကြီးရဲ့မျိုးတွေအဖေဘက်ကမျိုး အမေဘက်ကမျိုးတကယ်တော့ဆွေမျိုးကြီးတွေပဲရှိသေးတယ်အဲ့ဒါလို့အမှုတန်းတွေကစကားတွေအလွန်ကြွန်ပြောတော့နောက်ဆုံးမှာတိုက်ပြည့်အုပ်ချုပ်တဲ့လူကြီးတွေနားထီအောင်ရောက်လာတဲ့အခါကျတော့စစ်ပြင်ပြီးတော့ရင်ဆိုင်တိုက်ပွဲဆင်နွဲဖို့ထီအောင်ပြင်းထန်လာကြတယ်ပေါ့စစ်စင်ရေးတွေလှုပ်လာတဲ့အတိုင်းအတာထီဖြစ်လာ အဲ့ဒါကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတိသွားတယ်တိသွားလို့စစ်တိုက်တော့မဲ့ဈာမမြတ်စွာဘုရားသခင်ကိုရောမြတ်ချက်ချင်းရောက်လာတယ်ဘုရားလည်းမြင်လိုက်ရောဘုရားပေါ်မှာတော့နှုတ်လုံးကလေးစားကြတယ်မြတ်စွာဘုရားလည်းမြင်လိုက်ရောလက်နဲ့တိချပြီးတော့ရှ िख ိုးဝါချကြတယ်ခိုးဘက်ကလည်းရှ िख ိုးတယ်ဒီဘက်ကလည်းရှ िख ိုးတယ်မြတ်စွာဘုရားကရောဟိနေမြစ်ပေါ် ကောင်းကင်ကနေကြွလာတာလည်းမြင်လိုက်သူတို့ဟာလက်နဲ့တည်းအသာချပြီးတော့ရှ िख ိုးဝါချတဲ့အနေထားမျိုးရောက်တယ်။မြတ်စွာဘုရားမေးတယ်။တရားတော်မင်းတရားတို့ဘာကိစ္စလာကြတာရောမေးတော့သူတို့ကတပည့်တော်တို့ရေရခြင်းလို့လာကြတာပါရေလူတာရေရခြင်းလို့လာတာဆို ရေကဘလောက်တန်ဖိုးရှိလို့လဲဆိုတော့แน่ๆပဲတန်တာပါတဲ့ အေးလူမျိုးတွေကတော့ဘလောက်တန်ဖိုးရှိတယ်လူမျိုးဆိုတာတော့တန်ဖိုးမဖြတ်နိုင်ပါဘူးတဲ့မြေကြီးကရောဘလောက်တန်မြေကြီးဆိုတာလေတန်ဖိုးမဖြတ်နိုင်ဘူးအေးတိတ်တန်ဖိုးမရှိတဲ့ရေအတွက်နဲ့တန်ဖိုးရှိတဲ့လူမျိုးတွေဆုံရှုံနစ်နာမယ်ဆိုရင်ဘယ်ကောင်းမလဲဆိုပြီးတော့ရသော်ရားကဒီဝိဝါဒလို့ခေါ်တဲ့တုံးနဲ့တူ ဆန့်ကျင်မဲ့စကားတွေပြောဆိုခြင်းရဲ့အပြစ်ကိုမျက်စောရဟောတာနော်အဲ့ဒါလို့ငင်းပွားမယ်ဆိုရင်တာကိယာတွေလည်းပျက်စီးသွားမှာပဲကောလိယာတွေလည်းပျက်စီးသွားမှာပဲစစ်ဖြစ်တယ်ဆိုရင်နှစ်နိုင်ငံဟာဖုတ်ဖုတ်ချီသွားမှာကိုဘက်ကလည်းတေးကြမယ်ဒီဘက်ကလည်းတေးကြမယ်အားလုံးဟာဘယ်သူမှအကျိုးရှိကြမှာမဟုတ်ဘူးစစ်ဖြစ်လို့တိုက်ကြခိုက်ကြပြီဆိုလို့ရှိရင် နှစ်ဖက်စလုံးဟာနစ်နာဆုံးရှုံးမှုတွေနဲ့ကြုံရတတ်တယ်။အဲဒါကြောင့်မို့လို့ညီညွတ်ရေးမပြတ်ပြားကြနဲ့။ညီညီညွတ်ညွတ်နဲ့တိုင်ပင်ဆွေးနွေးပြီးလှုပ်တင်လှုပ်ထိုက်တာလုပ်ရမယ်။အခုလို့စัญญမဲ့စကားတွေပြောပြီးအချင်းများပြီးရံဖြစ်တယ်ဆိုတာအလွန်မကောင်းတဲ့အလုပ်ပဲလို့ရသော်ပြားကဒီမင်းတွေကိုဖြောင်းပြပြီးတော့တရားဟောတာ အဲ့ဒီတရားဟောတဲ့ထဲမှာ950ဇတ်ထဲကဒီအငင်းပွားခြင်းကြောင့်တုံးနဲ့တူဟိုမုံတိမှုညင်ညွတ်မှုပြက်ပြားပြီးတော့မုံတိမှုတွေစိတ်ထဲမှာဖြစ်ပွားလာတဲ့အခါမှာနှစ်ဦးစလုံးဘသူမှကြီးပွားတွေ့တဲ့မှုမရှိဘဲနဲ့နှစ်ဦးစလုံးနစ်နာဆုံးရှုံးသွားတဲ့အကြောင်းကိုမြတ်စွာဘုရားဟောတာဟော ဘယ်မှကောင်းကျိုးမရဘူးလက်နိုင်ငံစစ်တိုက်တယ်ဆိုလို့ရှိရင်ဟိုနိုင်ငံလည်းဆုံးရှုံးတာပဲဒီနိုင်ငံလည်းဆုံးရှုံးတာပဲအဲ့လိုနှစ်နိုင်ငံဆုံးရှုံးပြီးအကျိုးမရှိဘူးနှုံးနှဝနှစ်ဖက်ကလူတွေဟာတေကြကြေကြငြိမ်းချမ်းမှုတွေဆုံးရှုံးလို့ဘေးရန်အန္တရာယ်တွေနဲ့ကြုံကြရတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကဖန္ဒနဆဖန္ဒနဆိုတာကျုပ်ပင်လို့ခေါ်တယ် ကျုပ်ရင်နဲ့ပတ်သက်တဲ့ဇာလန်းတစ်ပုဒ်ကိုမြတ်စွာဘုရားကသင်္ကန်းစာယူဖို့ဟောတာဖြစ်တယ်ပေါ့သင်္ကန်းစာယူဖို့ဟောတာဖြစ်လာပုံလေးကအမတန်မှဟိုအညိုတီးတွေဟာတော်ကြောက်စရာကောင်းတယ်နော်အညိုတီးဟာမှန်သလားမှားသလားဆိုတာစဉ်းစားမှုမရှိဘူးညှိုးတာတေးတာရန်လိုတာကိုအကြောင်းပြုပြီးတော့ ရံလိုမှုကိုအကြောင်းပြုပြီးတော့လက်စားချေကြတာပဲနော်အလွန်ကြောက်ရွံ့ကောင်းတယ်မြန်မာနိုင်ငံတမိုင်းကို ပြန်ကြည့်ရင်ဒီအခြေအနေမျိုးတွေအများကြီးကြုံရအားလုံးသိကြတယ်မြန်မာလူမျိုးတွေတစ်ချိန်တုန်းကမြန်မာနိုင်ငံကိုဗြိတိရှအုပ်စိုးထားလို့ဗြိတိရှကိုလိုနီအနေနဲ့မြန်မာပြည်ဟာရောက်ရှိခဲ့တယ်နောက်ဆုံးမှာ မြန်မာလူမျိုးတွေလွတ်လပ်ရေးရဖို့ကြိုးပမ်းအထောက်လို့လွတ်လပ်ရေးရကနေဆဲဆဲမှဘာဖြစ်လဲအလုံးသိကြတယ်လေဘုရားဆန်းနေတဲ့ကောဝဉ္ကြီးတွေပြစ်တတ်ခံရတယ်မဟုတ်လားဘုန်းကြီးတို့တိရိလင်္ကာနိုင်ငံရောက်သွားတော့ဒီကိုကလူတွေကမေးတယ်မြန်မာနိုင်ငံမှာတဲ့ဝဉ္ကြီးတွေရောအကုန်လုံးဝဉ္ကြီးအဖွဲ့တစ်ဖွဲ့လုံးပြစ်တတ်ခံရတာ ဆိုတာကိုမေးတော့ဘုန်းကြီးတို့တောင်းမှာပဲရုပ်တရက်ဆိုတော့အဲ့ဒီဖြစ်ဖြစ်ဖြစ်တုန်းကတော့ကိုကငငယ်ပဲရှိသေးတော့ဘုန်းကြီးတစ်ဖွဲ့လုံးပြစ်တက်ခံရတယ်ဆိုတာသိမသိလိုက်ဘူးအာဇာနည်တွေကြာဆုံးခြင်းလို့ပဲသိတာဟုတ်ဘုရားဆန်းတို့အမှုပြုတဲ့ဘုန်းကြီးဖွဲ့တွေဟာအလုံးဟာအသက်ခံလိုက်ရအဲ့ဒီအသက်ခံလိုက်ရတာဟာ ဘာကြောင့်အတ္ခရတာတုံးလို့သိချမေးကြည့်လို့ရှင်ဝိဝါဒပဲမှားတော့နော်ဝိဝါဒမဖြစ်တော့တဲ့အကြောင်းကိစ္စလေးတွေနဲ့အညိုတေထားပြီးတော့တိုင်းပြည်ဟာဒီလိုဖြစ်ခဲ့ရမြန်မာလူမျိုးတွေဒါကိုသင်္ကန်းစာယူဖို့လိုတယ်သင်္ကန်းစာယူရမယ်ဒီဟာကိုသင်္ကန်းစာမယူဘဲနဲ့ဘဝသင်္ကန်းစာမယူဘဲနဲ့ ဆက်ပြီးတော့ဝိဝါဒတွေလုပ်နေမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့ကြီးပွားတိုးတက်မှုဆိုတာဖြစ်နိုင်မှုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးတမဲကဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်ခေါင်းဆောင်ကောင်းဘယ်သူပဲဖြစ်ဖြစ်တိုင်းပြည်ကိုမမှန်ကန်ကန်ခေါင်းဆောင်နေလို့ရှိရင်အဲ့ဒီပုံကိုနဲ့ရန်ကြရမှာဖြစ်တယ်အလုံးစုစုစည်းစည်းဝိုင်းလုပ်ကြမယ်ကောင်းတယ်ဆိုရင်ကောင်းတဲ့ဘက်ဝိုင်းရရမယ်မကောင်းတာမလိုက်နဲ့ကောင်းတဲ့ဘက်လိုက် ကောင်းတာကိုလုပ် သူ့ပဲကိုယ်ပဲဆိုဒီမှာမရှိဘူးကောင်းတာကိုလုပ်ရမယ်တိုင်းပြည်ကြီးပွားတိုးတက်မှုအတွက်အလုံးဝိုင်းပြီးတော့လှုပ်တဲ့နေပေါ့လူတိုင်းလူတိုင်းဟာတဏှီတဲ့တာဝန်ရှိတော့ဝိုင်းပြီးတော့လှုပ်ရမယ်လို့ဆိုတယ်အဓိပ္ပာယ်ရ